င်္ဂလာပါရှင်ကျွန်မချိုင်းဆိုင်ကောလော်ဂျီဘန်းကိုဆွေးနွေးနေမှာဆိုရင်ကိုကြီးကိုသေးပိုင်းနေရောကောင်းမွန်တဲ့အပြုမှုတွေဖြစ်လာဘလို့ဆောင်ရွက်ကြမလို့ဆိုတဲ့နေလန်းလေးတွေရောပေါ့နော်ကျွန်တော်ဆွေးနွေးပြီးနေခဲ့ပါတယ်အဲဒီဆွေးနွေးပြီးရဲ့အခါမှာခဏရနေစပြီးတော့လဲပေါ့နော်ဒီတစ်ပတ်မှာလှည့်ကြတာကတော့ကျွန်တော်တို့ဒီ positive discipline အပြုသဘောဆောင်တဲ့စီကံနေဒီအားလည်း ကျမတို့ဒီခုနပေါ့နော်မိမိလိုချင်တဲ့စွမ်းရည်တွေရရှိလာဖို့အတွက်မိမိလိုချင်တဲ့အပြုမူတွေဖြစ်ပေါ်လာဖို့အတွက်ဒီကအပြုသဘောဆောင်တဲ့ကျမတို့စီကံရလေးနေကြည့်ပါလေရှင်အဲ့အလေးကိုဒီနေ့ကနေပြီးတော့ကျမစတင်ပြီးတော့ဆွေးနွေးပေးသားမှာဖြစ်ပါလေရှင်အဲ့မှာဆိုရင်ကျမတို့အပြုသဘောဆောင်တော့စီကံပေါ့လေဒီစီကံ positive discipline အကြောင်းကိုကျွန်မစတင်ဆွေးနွေးသားမှာပါဒီမှာဆိုရင်မိဘနှစ်ပါးနဲ့ကလေးလေးနဲ့ပျော်ပျော်ရွှင်ရွှင်ရှိနေတဲ့မိသားစုလေးပေါ့နော်မိမိတို့ဒီမိဘတိုင်းရောကလေးတိုင်းဟာလည်းဒီလိုမျိုးပေါ့နော်မိဘနှစ်ပါးလို့ရဲ့နှွေးထွေးတဲ့မိတာနဲ့သူတို့ရဲ့ဘဝကိုပျော်ပျော်ရွှင်ရွှင်နဲ့ကြီးပြင်းလာလိုကြတာဟာအလုံးရဲ့ဆန္ဒတွေဖြစ်မှာပါအဲ့တော့じゃတော့အဲ့လိုမျိုးပျော်ပျော်ရွှင်ရွှင်နဲ့ပေါ့နော်ဘဝကို ရှင်သန်ပြီးတော့ဖွံ့ဖြိုးကြီးပြင်းလာရအောင်အဓိကကျွန်တော်ကစတင်ပြီးတော့ဆွေးနွေးမယ် positive display ပြုသဘောဆောင်တဲ့စည်းကမ်းနေရာလေအရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်နေတာဖြစ်ပါလိမ့်ရှင်အဲ့မှာဆိုရင်လူချင်းမိဘတွေကပေါ့နော်မိမိတို့ရဲ့အတွေးလေးတွေထဲမှာစိတ်ကူးလေးတွေထဲမှာကိုယ့်ရဲ့ကလေးလေးတွေကိုဘလူးကလေးမျိုးလေးတွေဖြစ်စေချင်တာလေဆရာသမားတွေကရော မိရဲ့ကလေးတွေကိုဘလူကလေးမျိုးကြီးဖြစ်စေချင်တာလေစိတ်ကူးယဉ်ကြည့်ကြရမှာပါဖြူသေးတတ်သောခိုင်းဆိုင်တတ်သောပြောစကားကိုနားထောင်တတ်သောအပြုအမူတွေယဉ်ကျေးသောစသည်ဖြင့်ပေါ့နော်အမျိုးမျိုးသောဒီဖြစ်စေချင်တဲ့ဆန္ဒတွေရှိကြပါလားအဲ့လိုမျိုးရှိကြတဲ့အခါမှာမိမိရဲ့ဆန္ဒတွေနဲ့အတူဒါဖြစ်ပေါ်လာအောင် ဘလူးဖြူသဘောဆောင်တဲ့စီးကဲနေကိုဆောင်ရွက်ကြရမလို့ဆိုတာလေးကိုကျွန်မဆွေးနွေးပေးမှာဖြစ်ပါတယ်ရှင်။အဲ့မှာဆိုရင်ဒီပုံလေးထဲမှာကြည့်ကြည့်အောင်ဒီထဲမှာရှိတဲ့ကလေးလေးတွေဟာဟိုပေါ့နော်သူတို့ဟာတယောက်နဲ့တယောက်ညီညီညွတ်ညွတ်နဲ့တက်တက်ရှိရှိနဲ့ပျော်ပျော်ရှိရှိကစားနေနေနေထိုင်နေကြရတယ်ပေါ့နော်ဒီလိုကလေးမျိုးကြီးရှိတယ်ဒီမှာဒီကလေးလေးရကြတယ်သူကြတော့တရားထဲရဲ့ သူ့မှာအပေါင်းအသင်းဆိုတာလည်းမရှိဘူးသူ့ရဲ့မိဘကလည်းရွေးထွေးချစ်ခင်မှုဆိုတာလည်းသူ့မှာမရှိဘူးမိဘကလည်းအလုပ်တွေများနေလို့လည်းရှိရင်ရှိမှာပေါ့ရှင်ကလေးကိုဂယုမဆိုင်နိုင်ဘူးပေါ့နော်ကလေးကဂယုမဆိုင်နိုင်တော့ဒီလိုမျိုးလေးလုံးလေးဖြစ်နေတော့ပေါ့သူ့မှာအပေါင်းပေါ်လည်းမရှိဘူးပေါင်းသင်းဆက်ဆက်ရေးတွေမှာလည်းသူဒါအစဉ်ပြေညီညွတ်ဆောင်မပေါင်းတဲ့နဲ့တက်ဘူးဆိုတော့တယောက်တည်းတည်တဲ့လူဖြစ်နေရဲ့ အဲ့လိုမျိုးဖြစ်နေရင်းနဲ့ပေါ့နော်ဒီလိုမျိုးကိုတယောက်တည်းကိုလည်းသူ့ရဲ့ဆရာတတိယပြပြဝဝနဲ့ပေါ့နော်ဒါပြုစုပြုထောက်ရင်းခံရရင်တယောက်တည်းလည်းပြပြရှင်ရှင်နေတတ်တဲ့ကလေးမျိုးတွေလည်းရှိတယ်လို့ပေါင်းသင်းဆက်ဆံရင်းမှာလည်းအစဉ်ပြေစွာပေါင်းသင်းဆက်ဆံပြီးတော့ဒါဒီညညနဲ့ဒီဆိုင်တက်တဲ့လေးထားလေးတွေရရှိတဲ့ကလေးမျိုးတွေလည်းရှိရဲ့အဲ့လိုမဟုတ်ဘဲနဲ့တရားထဲနဲ့ပေါ့နော်ဆရာငယ်နေရတဲ့ အလုံးရဲ့မြစ်တံကိုမရရှိတဲ့အခါမှာဘုလိုမျိုးဆရာငယ်နေရတဲ့ကလေးမျိုးတွေလည်းရှိတယ်။ဒါဆိုရင်ကြီးကကျွန်တော်ဆွေးနွေးတာလေးကိုချစ်ရှုနေတဲ့မိဘရင်ဆရာသမားတွေဟာမိမိကလေးကိုမိမိမှာရှိနေတဲ့ကလေးတွေဘလူကလေးမျိုးလေးတွေဖြစ်စီချင်ကြတာပါလေရှင်။အဲ့တော့ကြတော့မိမိဖြစ်စီချင်တဲ့ပုံစံမျိုးလေးတွေဖြစ်ပေါ်လာအောင် စုစုပြုထောင်ကြရမှာဖြစ်ပါရဲ့အပြုသဘောဆောင်နဲ့စည်းကမ်းနေနဲ့ပြုထောင်သွားကြရမှာဖြစ်ပါလေရှင်အဲ့တော့ကျတော့ကျွန်တော်ဆက်ပြီးတော့ဒီမိဘတွေကိုကျွန်မဆရာသမားတွေကိုမေးချင်တယ်မေးဖို့လေဘလို့ကလေးမျိုးလေးတွေဖြစ်စေချင်တာလဲဟုတ်ပါပြီရှင်အားစီကျွန်တော်ဆက်ပြီးတော့ပြောပါမယ်ဘလို့ကလေးမျိုးလေးတွေဖြစ်စေချင်ကြမလို့ဆိုရင်ရေပူရအားဖြစ်တော့လေစင်စားချင်းချင်းတက်တဲ့ကလေးတွေအရာရာကိုချင်းချင်းပြီးတော့ပေါ့နော်လှုပ်တင်မလှုပ်တင် စဉ်းစားပြီးတော့မှလုဆောင်လူတဲ့လုဆောင်တတ်တဲ့ကလေးတွေဖြစ်စေချင်ကြမယ်။နောက်တစ်ခု ကကြတော့ကျွန်တော်တို့လိမ္မာပန်းတဲ့ကလေးတွေဘယ်နေရာမှာဘသူ့ကိုတော့ဘလူလေးပြောရင်ပိုအဆင်ပြေမယ်။ဘသူကတော့ဘလူစကလုံးလေးနဲ့သုံးရင်သူပို့ပြီးတော့ကျင်းနဲ့မယ်ဆိုပြီးတော့ပေါ့နော်။ဒါလိမ္မာပန်းတဲ့ကလေးမျိုးတွေဖြစ်စေချင်ကြမယ်။နောက်တစ်ခုကကြတော့ဝေမြတ်တတ်တာမိမိမှာရှိရဲ့အရာတစ်ခုကိုတခြားသူတစ်ပါးကိုလည်းဝေမြတ်ပြီးတော့သုံးစု အတုံးပြုစီခြင်းအဖြစ်ပေါ့နော်ညီညွတ်မှုကိုရရှိစေတဲ့ဆိုရဲပေါ့နော်ဝေမျှတတ်တဲ့ကလေးလေးကြီးလည်းဖြစ်စေခြင်းကြောင့်ပဲနောက်ပြီးတော့မိမိကိုကိုမိမိအားကိုမှု အားကိုတတ်တဲ့ကလေးတွေကိုကိုကိုအားကိုတတ်တဲ့ကိုလူကို ကိုတာဝန်ယူတတ်တဲ့ကိုကြီးကိုကိုဝတ်တတ်တဲ့ကိုသမီးကိုကိုစားတတ်တဲ့မိဘကနေပြီးတော့အများကြီးသူ့ကိုဟိုပံ့ပိုးပေးနေစရာမလိုဘူးပေါ့နော်သူကိုယ်တိုင်ငွားကိုပဲကိုကိုကိုအားကိုပြီးကိုနိုင်တဲ့အလုပ်တွေကိုလှုပ်ဆောင်တတ်တဲ့ကလေးမျိုးလေးတွေ ဖြစ်စေချင်ကြမှာဖြစ်ပါတယ်ရှင်။နောက်တစ်ခုကတော့ကိုယ်ပိုင်စီကံရှိမှုမိမိရဲ့ပစ္စည်းလေးတွေမိမိရဲ့မိမိရဲ့ပိုင်ဆိုင်မှုလေးတွေဟိုမိမိကိုပေးလိုက်တဲ့ကလေးကိုပေးလိုက်တဲ့ပစ္စည်းတိုင်းကိုဒါပေါ့နော်အပြတ်မပြောင်းမပြည့်အောင်စနစ်တကျနဲ့ gain တွေတတ်တဲ့ကိုယ်ပိုင်စီကံရှိတဲ့သူတွေလည်းဖြစ်စေချင်ကြမယ်။ဒါအားလုံးရဲ့မိဘရဲ့ဆရာသမားတွေရဲ့စာနာတွေပါ။ စဉ်းစားချင်းချင်းတက်တဲ့ကလေးတွေဖြစ်ရှင်တဲ့လိမ္မာပန်းတဲ့ကလေးတွေဖြစ်စေခြင်းနဲ့ဝေမြတ်တတ်တဲ့ကလေးတွေဖြစ်စေခြင်းနဲ့မိမိကိုယ်ကိုမိမိအားကိုးတတ်တဲ့ကလေးတွေဖြစ်စေခြင်းနဲ့ကိုယ်ပိုင်စီကံရှိတဲ့ကလေးတွေဖြစ်စေခြင်းကြမှာပါနောက်ပြီးတော့လည်းဘာလို့ရှိဦးမလို့ဆိုလို့ရှိရင်လက်နဲ့ဆိုင်ဆိုင် နားလေတတ်တဲ့အဲအလုပ်တစ်ခုကိုလုပ်လို့ရှိရင်ဒါ ဟိုအပေါ်ရန်လေးတွေမလုပ်ဘူးတကယ်ကိုစနစ်တကျလုတ်တတ်တယ်မိမိကိုယ်တိုင်ကလည်းပဲလုတ်တခုလုတ်ပြီဆိုလို့ရှိရင်သူတပားကိုပေါ်ပေါ်လဲတိတိကျကျနည်းနည်းဆိုင်ဆိုင်နားလည်တတ်တယ်အကြောင်းအရာတစ်ခုကိုလေ့လာတာပဲဖြစ်ဖြစ်သူဟာတကယ်ကိုနည်းနည်းဆိုင်ဆိုင်နဲ့နားလည်တတ်တဲ့ကလေးတွေအသေးစိတ်ကိုနားလည်တတ်တဲ့ကလေးမျိုးတွေဖြစ်စေချင်ကြပါပါတော်ပြီးတော့လေအလုပ်တခုကိုလုပ်ပြီဆိုရင်ဒီလုပ်ပေါ်မှာနှစ်မြုပ်ပြီးပြီးစီအောင်ဒီလုံဆောင်တတ်တဲ့ကလေးတွေ အိဇာခိုင်းလိုက်တယ်ဆိုအိဇာလေးကိုတဝတ်တပြည့်မပြီးတပြည့်နဲ့ထားသွားတာမျိုးအဲ့လိုမျိုးဆိုအဲ့လိုမျိုးကလေးမျိုးတွေကိုမကြိုက်ကြဘူးလေ။ तू ဟာသူ့အဓိကလုပ်ငန်းပေါ်မှာနှစ်မြုပ်ပြီးလုပ်ကင်တဲ့ကလေးမျိုးတွေပေါ့။မိဘအကူညီတောင်းလိုက်တယ်တခုခုဒါဆိုရင်စနစ်တကျပေါ့နော်။ဒီလိုကလေးပေါ်မှာစူးစိုက်ပြီးနှစ်မြုပ်ထားတဲ့လုပ်ကင်တတ်တဲ့ကလေးမျိုးလေးတွေဖြစ်စေချင်ကြမှာဖြစ်ပါတယ်။နောက်ပြီးတော့ဆုံးဖြတ်ချက်ခိုင်ပါတယ်မိမိလုပ်လိုက်မိမိဆုံးဖြတ်လိုက်တဲ့ အဆုံးဖြတ်ချက်တိုင်းဟာခိုင်မာမှုရှိရမယ်ရဲရင့်မှုရှိရမယ်ပြတ်သားမှုရှိရမယ်ဒီလိုမျိုးဆေးရတ္တိတွေရှိနေတဲ့ကလေးမျိုးလေးကိုလည်းဖြစ်စီကျင်ကြမှာဖြစ်ပါတယ်ရှင်နောက်ပြီးတော့ကြောက်ရွံ့တုန်လှုပ်မှုကင်းတဲ့အရာရာကိုတတိရှိရှိနဲ့ရင်ဆိုင်တတ်တဲ့ကလေးလေးတွေဟိုအရာရာကိုသူကတွန်းဆုံတွန်းဆုံနဲ့ဖြစ်နေတာမျိုးလေးကိုမလူလားကြဘူး ကြောက်ရတုံလုံးမူကြီးတဲ့ကြောက်စရာမဟုတ်တာကိုကြောက်စရာမဟုတ်မလိုဘူးဆိုတာမျိုးပေါ့နော်မိမတွေကကျစ်စီခြင်းကြမှာပါမိမိသားသမီးတွေတတ်တိရှိတယ်ဆိုတာကိုလိုချင်ကြမှာပါဒါလည်းမိမတွေဆရာသမားတွေကလည်းဒီလိုမျိုးအခြေအနေမျိုးတွေကိုရကျင်ကြမှာပါရှင်နောက်တစ်ခုကကြတော့ကျမတို့ဖြောက်မှတ်ပွင့်လင်းမှုဖြောက်မှတ်ရမယ်သူကဒီဒီ အမြဲတမ်းပြောဆိုတဲ့အခါမှာရောလှုပ်ဆောင်တဲ့အခါမှာရောဟိုပေါ့နော်ဖြောင်းဖြောင်းတန်းတန်းနဲ့ပွန့်ပွန့်လင်းလင်းနဲ့သူပြောဆိုခြင်းတဲ့အကြောင်းအရာလေးကိုစိတ်ထဲမှာရှိတာကိုပွန့်လင်းစွာထုတ်ပေါ်တတ်တဲ့ကလေးမျိုးလေးတွေဖြစ်စေခြင်းကြောင့်မှဖြစ်ပါလေရှင်။ဒါဆိုရင်ဒီမှာဆိုရင်နည်းနည်းဆိုင်ဆိုင်နားလေတတ်တဲ့ကလေးတွေတိတိကျကျစူးစူးဆိုင်ဆိုင်နဲ့ပေါ့နော်အရာရာကိုတိတိကျကျစီစီဆက်ဆက်နားလေလောက်ကင်တတ်တဲ့ကလေးမျိုးလေးတွေဖြစ်စေခြင်းမယ်။အလုတ်အပေါ်မှာနှိမ့်မြုပ်ပြီးလောက်ကင်တတ်တဲ့ကလေးမျိုးလေးတွေဖြစ်ခြင်းမယ်။ ဆုံးဖြတ်တဲ့အခါမှာလည်းဆုံးဖြတ်ချက်တိုင်းကိုခိုင်ခိုင်မာမာနဲ့ပေါ့နော်မိမိဆုံးဖြတ်လိုက်တဲ့အရာကိုတွန်းတွန်းဆောက်မှုမရှိဘဲနဲ့ရဲဝံသတိရှိစွာနဲ့လုံးဆုံးဖြတ်ထားတဲ့ကိစ္စရတိုင်းကိုဆောင်ရွက်တတ်တဲ့ကလေးမျိုးလေးတွေဖြစ်စေချင်ကြမှာပါနောက်တစ်ခါအရာရာကိုကြောက်ရွံ့မှုတွေကင်းပြီးတော့တုံ့လုံချင်းတွေကင်းရတဲ့ကလေးမျိုးလေးတွေဖြစ်ချင်တယ်ဖြစ်စေချင်တယ်ဖြောက်မတ်ပွင့်လင်းတဲ့ကလေးမျိုးလေးတွေကိုဖြစ်စေချင်ကြမှာပါရှင်နောက်ပြီးတော့ကျမတို့ဘာတွေဖြစ်စေချင်အောင်မလို့ဆိုလို့ရှိရင် အလုံးလုံးပြီဆိုလို့ရှိရင်လည်းအင်တိုင်းအားတိုင်းလုံဆောင်တတ်တယ်ဒီအလုပ်ကိုမပြီးမချင်းဒီလုပ်ပေါ်မှာစူးစစ်ပြီးစူးဆိုင်ပြီးတော့ဘောလုံးနက်နက်ဆိုင်ဆိုင်နဲ့အင်တိုင်းအားတိုင်းလုံဆောင်တတ်တဲ့ကလေးမျိုးလေးတွေဖြစ်စေခြင်းကြမယ်။နောက်ဘာတွေဖြစ်အောင်မလို့တောအားရှိတဲ့ကလေးတော့ကိုကိုကိုလည်း motivation ရှိတယ်လို့သူတစ်ပါးကိုလည်းဒါလို့လုံဆောင်လာအောင်အမ်အကူညီပေးတတ်တဲ့ကလေးမျိုးလေးတွေဒီကလေးရဲ့ပုံကိုကြည့်ပြီးတော့ပဲတခြားသူပါဒီ နှုတ်ဆောင်ခြင်းနဲ့စိတ်ကလေးတွေပေါ့နော်သူ့အတွက်ကိုပဲဒါအင်အားပိုဖြစ်သွားတဲ့အင်အားပိုရရှိသွားစေတဲ့အခြေအနေမျိုးလေးတွေပေါ့နော်ဒီလိုမျိုးလေးတွေရှိနေတဲ့တွန်းအားရှိတဲ့ကလေးမျိုးလေးတွေဖြစ်ရှင်နေရှိကိုပဲရောက်စေချင်တာနော်မိမိကလေးဆိုပိုကောင်းမှုပိုကောင်းမှုမိသွားစေချင်တာဆိုတော့အတွက်တွန်းအားရှိတဲ့ကလေးမျိုးလေးတွေလေမိပါရင်ဆရာသမားတွေကဖြစ်စေချင်ကြမှာမလွဲပါဘူးရှင်နောက်ပြီးတော့ပြည့်ရဲ့ကျွဲဝတဲ့ကလေးတွေအဲ ဟာဘာကြီးကိုတော့ဘလို့စကလုံးလေးနဲ့ပြောရမယ်စသည်ကျမနမူနာလေးပေါ့နော်ဒါကတော့ဟိုအဲဒီဒီကျမတို့လူမှုနယ်ပယ်မှာမျက်စိထဲမှာဒါဆက်ချင်းတမ်းမြင်လောက်တဲ့လေးဟိုအရာလေးကိုကျမကပြောတာပါဘာကြီးကတော့ဘလို့အရာလေးကိုသူကြိုက်တယ်ဒါဆိုရင်သူ့ကိုဘလို့စကလုံးလေးနဲ့ပြောရမယ်မိကြီးကတော့ဘာလေးကျမ तू ကသဘောကျတာဒါဆိုသူ့ကိုတော့ဒီလိုမျိုးပေါ့နော်မိကြီးကြိုက်တဲ့စကလုံးလေးနဲ့ပြောမယ်ပေါ့အဲတော့ဘာကြီးကသူ့ကိုပစ္စည်းလေးတစ်ခုခုယူပေးတာမျိုးလို့ပေါ့နော်ဘာကြီးကတစ်ခုခု အဲဘာကြီးရဲ့အတုံးဆောင်ပစ္စည်းလေးကိုယူပေးတာမျိုးဟဲ့ဘာကြီးကိုသွားပြီးတော့ဒါလက်ကလေးကိုကိုင်းပြီးနှိပ်ပေးတာမျိုးဒါဆိုဘာကြီးရဲ့ကြိုက်တယ်လေဟဲ့အမေကြီးကကြတော့ तू ကြိုက်တဲ့တဲ့ဥမာ तू ကအဲထညက်ကလေးကြိုက်တယ်ဆိုပါဆိုအမေကြီးအတွက်ထညက်ကလေးယူလာပေးတာမျိုးလို့ပေါ့နော်အမေကြီးကလက်ဖက်တုပ်ကြိုက်တဲ့တဲ့ဆိုအမေကြီးအတွက်လက်ဖက်တုပ်ယူလာပေးတာမျိုးလို့ပေါ့နော်ပေါင်းသင်းဆက်ဆက်ရင်းမှာလူတိုင်းနဲ့စင်ပြေပြေပေါင်းသင်းနိုင်မှုအတွက်ပရိရဲ့ကျေဝရတဲ့ကလေးလေးကြီးလည်းဖြစ်ဖြစ်ကျင်ကြတယ် ဲ့လိုပါပဲဘဝမှာခက်ခဲကြီးရင်ဆိုင်လာပြီဆိုလို့ရှိရင်လည်းပြည့်ရဲ့ကျွယ်ဝစွာနဲ့ဖြည့်ရှင်းသွားကြရမှာဆိုတော့ဒီလိုမျိုးပြည့်ရဲ့ကျွယ်ဝတဲ့ကလေးမျိုးလေးတွေကိုလည်းမိဘတွေဆရာသမားတွေကဖြစ်ဖြစ်တင်ကြမှာမလွဲပါဘူးရှင်။နောက်ပြီးတော့ကျမတို့ဇွဲလုံးလာဝရိယရှိရသူတွေမိမိလုပ်တဲ့အလုပ်တစ်ခုကိုဆွဲရှိရှိဝရိယရှိရှိနဲ့လှုပ်ဆောင်တတ်တဲ့ကလေးမျိုးလေးတွေကိုဖြစ်စေခြင်းကြပါပါ။နောက်ပြီးတော့မိကိုအားထားနိုင်တဲ့ကလေးတွေ ဟိုသူ့ကို ego အားထားနိုင်တယ်ဆိုတာကသူ့အရွယ်လိုက်ပေါ့နော်သူဟာသူတပားကိုလည်းကူညီတတ်တယ်ခါတကသူတပားကကူညီတောင်းလာလို့ရှိရင်လည်းသူဟာတိတိကျကျကူညီတတ်တဲ့ကလေးမျိုးလေးတွေဒါကမိမိကိုကူညီတောင်းလိုက်တဲ့အကိစ္စမျိုးပဲဖြစ်ဖြစ်မိမိကနေပြီးလှုပ်ဆောင်ဖို့အတွက် ဒါတာဝန်ပေးလိုက်တာမျိုးပဲဖြစ်ဖြစ်သူကတိတိကျကျနဲ့ပေါ့နော်လှူဆောင်တတ်တဲ့ဒါအလေးထားရှိတဲ့ကလေးမျိုးလေးတွေပေါ့နော်သူတစ်ပါးကိုလည်းသူတစ်ပါးကသူ့ကိုမိကိုအားထားလာလို့ရှိရင်လည်းသူကကုညီနိုင်တဲ့ကလေးမျိုးလေးတွေဖြစ်စေချင်ကြမှာမလွဲပါဘူးရှင်အဲ့ဒီမှာဆိုရင်နောက်ပါလေးရှိအောင်မလို့ဆိုရင်ကျမတို့ တစ္ဆာရှိစေခြင်းနဲ့ဟုတ်တယ်တစ္ဆာရှိမှုဆိုတာတကယ်အရေးကြီးပါတယ်တစ္ဆာရှိရမယ်တစ္ဆာရှိမယ်အမေစကားကိုနားထောင်မယ်အဖေစကားကိုနားထောင်မယ်ဒါကလေးကတစ္ဆာရှိတာပဲလေအဲ့တော့ကြတော့အဲ့လိုမျိုးတစ္ဆာရှိတဲ့ကလေးတွေလည်းဖြစ်စေခြင်းကြမှာမလွဲပါဘူးရှင်နောက်ပြီးတော့ပြောဆိုလိမ္မာပြည်ရယ်ပြောတာလေးကဆာမှာချစ်စရာကောင်းနေတာစကားပြောရင်ရင်ကြီးတိမ်မွေးတာဒါလေးတွေကိုလည်းမိပါတယ်ဆရာသမားတွေကဒီလိုမျိုးအပြုအမူလေးတွေကိုလည်းတို့ကျင်ကြမှာမလွဲပါဘူးရှင် ။နောက်ပြီးတော့ဘလိုမျိုးတွေဖြစ်ကျင်လို့စီကံလိုက်နာရတာ။ကျောင်းမှာရှိရင်ကျောင်းရဲ့စီကံကိုလိုက်နာရမယ်။အိမ်မှာရှိရင်အိမ်အိမ်ရဲ့စီကံကိုလိုက်နာတတ်ရမယ်။လန်းဟိုသွားရင်လန်းစည်းကမ်းကိုလိုက်နာရမယ်စသည်ဖြင့်ပေါ့နော်စည်းကမ်းလိုက်နာတတ်တဲ့ကလေးလေးတွေလည်းဖြစ်စေချင်ကြပါပါရှင်။နောက်ပြီးတော့ကျမတို့တာဝန်ကျေပွမှုကျောင်းသားဆိုရင်ကျောင်းသားတာဝန်ကျေပွရမယ်ကျမတို့ဒီမြမလူမှုအတိုင်းဝိုင်းမှာပဲရှိတာကိုအဲမိဘမှာလည်းပဲ ဒါမိဘရဲ့ကျင့်ဝတ်တွေရှိတယ်ဇနီးမယားမှာဇနီးမယားကျင့်ဝတ်ရှိတယ်ခင်မွန်းမှာလည်းခင်မွန်းကျင့်ဝတ်ရှိတယ်တပည့်မှာလည်းတပည့်ကျင့်ဝတ်ရှိတယ်ဆရာသမားမှာလည်းဆရာသမားကျင့်ဝတ်ရှိတယ်စသည်ဖြင့်ပေါ့နော်ဒီကျင့်ဝတ်တွေကိုလိုက်နာပြီးတော့တို့ရဲ့တာဝန်တွေကိုကြည်ကြည်ပြွန်ပြွန်နဲ့ဆောင်ရွက်တတ်တဲ့ကလေးမျိုးလေးတွေကိုဖြစ်စေခြင်းကြမှာပါရှင်နောက်ပြီးတော့ကြတော့သုံးဖြတ်တဲ့အခါမှာလည်းတိကျပြတ်သားပြီးတော့သုံးဖြတ်ချက်ချနိုင်မှုတွေပေါ့နော် မိမိရဲ့ဆုံးဖြတ်လိုက်တဲ့ဆုံးဖြတ်ချက်တစ်ခုကိုဝေဝါးပြီးတော့ဟိုလူလူဒီလူလူရောင်းတောင်းတောင်းပေါင်းတောင်းတောင်းမဖြစ်ဘဲနဲ့ပေါ့နော်တိတိကျကျပြပြသားသားနဲ့မိမိရဲ့ဆုံးဖြတ်ချက်ပေါ်မှာမိမိခိုင်မာပြတ်သားတဲ့ဆုံးဖြတ်ချက်ချနိုင်မှုတွေတိကျပြတ်သားတဲ့ဆုံးဖြတ်ချက်ချနိုင်တဲ့ကလေးလေးမျိုးတွေလည်းဖြစ်စေခြင်းညမှာဖြစ်ပါတယ်ဆိုတာဟာမိဘတွေဆရာသမားတွေရဲ့စာနာများဖြစ်ကြမှာပါနောက်ဗာမျိုးလေးတွေဖြစ်အောင်မလို့ဆိုရင်ကျမတို့ခိုင်ခိုင်မာမာရှိစေခြင်းနဲ့ နောက်ပြီးတော့တန်တန်မာမာရှိစေခြင်းနဲ့တန်မာရင်ဆိုတာသူဟာ physical ဘိုင်းရော mental ဘိုင်းရောကျန်းမာနေမှဒီလိုမျိုးတံပါတဲ့ကလေးတွေဖြစ်ပေါ်စေလာမှာပါအဲ့တော့ကြတော့သူတို့ကကျမ်းမာရေးလေတကယ်ကိုပဲဒီကျမ်းမာတဲ့ကလေးတယောက်ဖြစ်ဖို့ဆိုတာလိုအပ်ပါတယ်ဒါကြောင့်ကလေးတွေကိုတန်တန်မာမာရှိရဲ့ကလေးမျိုးတွေလည်းဖြစ်စေခြင်းနဲ့ပေါင်းသင်းဆက်ဆံရေးကောင်းစေခြင်းနဲ့ပေါင်းသင်းဆက်ဆံရေးကောင်းလို့သူတို့တွေကိုကျမတို့ဘူလီလောက်ခံရတာနေအနိုင်ကျင့်ခံရတာ ်အဲမရှိတော့ဘူးပေါ့နော်ဒါမျိုးတွေပေါင်းသင်းဆက်ဆံရေးကောင်းတဲ့ကလေးတွေဖြစ်စေခြင်းနဲ့အားကစားထူးချွန်တဲ့ကလေးတွေဖြစ်စေခြင်းနဲ့တန်တမာမာရှိတဲ့ကလေးတွေဖြစ်ဖို့ဆိုရင်အားကစားကလည်းရေးကြည့်တယ်အားကစားလေ့ကျင့်ခန်းတွေသူတို့ကိုခလုတ်ဆိုင်ပါဘူးရှင်အဲ့တော့ကျမခဏဆွေးနွေးပေးခဲ့တာဆိုလို့ရှိရင် positive discipline မှာပထမဦးဆုံးကျမတို့ဒီကြီးချူနေတဲ့ဆရာသမားတွေမိဘတွေကနေပြီးတော့ဗောနော်ကိုယ့်ရဲ့ကလေးတွေကိုဘလူးကလေးမျိုးတွေဖြစ်စေချင်တာလေအဲ့ဒါလေးတွေကိုကျမမေ ဘေးကွန်းလေးတွေနဲ့ပေါ့နော်ဆွေးနွေးပေးရင်းနဲ့ဖြစ်စေခြင်းနဲ့ပုံစံလေးတွေကိုကျွန်မခဏဆွေးနွေးပေးခဲ့ခြင်းဖြစ်ပါတယ်။အဲ့တော့ကြာတော့ဒီလိုမျိုးလေးတွေဖြစ်စေခြင်းမီ Okay ဒီလိုမျိုးလေးတွေဖြစ်စေခြင်းမီဆိုရင်ကျွန်တော်တို့ဒီလိုပုံစံမျိုးကလေးတွေဖြစ်လာအောင် ဘလို့ပြုသဘောဆောင်တဲ့စီကန်းနေနဲ့သူတို့ကိုပြုစုပြောထောင်သွားကြမလို့ဆိုတာလေးတွေဘောနော်နောက်နေ့တွေမှာကျမဆက်လက်ဆွေးနွေးပေးသွားမှာပါလို့ပြောကြရင်းနဲ့ကျမရဲ့ဆွေးနွေးချက်ကလေးကိုညီကုန်းချုပ်ခွင့်ပြုပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်